င်္ဂလာပါ။ Idea 1341ကျေးဇူးပါတယ်။ဒီတစ်ပတ်ကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာကတော့သွားကြိတ်တက်တဲ့ပြဿနာအကြောင်းပဲဖြစ်ပါတယ်။ဒီတော့သွားကြိတ်တယ်ဆိုတာပါပါလေ။သွားကြိတ်တက်တဲ့သူတွေဟာမိမိရဲ့သွားတွေကိုမိမိကိုယ်တိုင်အပဲမတိလိုက်ဖဲနဲ့ကြိတ်တာခဲတာပြုလုပ်နေတတ်တဲ့အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ဒါကနိုးနေခြင်းအထူးသဖြင့်ကလေးတွေမှာပေါ်ပြီးတော့ဖြစ်နိုင်ပေမဲ့ ူအများစုမှာတော့အိပ်ပျော်နေချိန်မှာဖြစ်တာကပို့ပြီးတော့များပါတယ်။ဒီအလေးအကျင့်ဟာအလွန်အဖြစ်များတဲ့ပြဿနာတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။လူဦးရေရဲ့တဝက်ခံဟာတစ်ချိန်မဟုတ်တစ်ချိန်ကိုမတိလိုက်ဖ ೇನೆ သွားကြိတ်တာဒါမှမဟုတ်သွားခဲတာတွေလှုပ်ဖူးကြပြီးတော့900ခန်းတော့ကတော့ပုံမှန်သွားကြိတ်တက်တဲ့သူတွေဖြစ်တယ်လို့ခံမှန်းရပါတယ်။ဒီအကျင့်ဆိုတာများသောအားဖြင့်ငယ်ရွယ်တဲ့အချိန်မှာစတင်တတ်ပါတယ်။ဒီတော့ သူ့ကိုဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ပိုဆိုးစေတတ်တဲ့အချက်တွေကိုတစ်ချက်ကြည့်လိုက်အောင်။သွားကြိတ်တဲ့ပြဿနာကိုအခြေခံအားဖြစ်တော့အလေးအကျင့်တစ်ခုလို့သတ်မှတ်ပါရစေ။ဒီဝေဒနာကိုဖြစ်စေနိုင်တဲ့အချက်လက်တချို့နဲ့ဆက်ဆက်နေတဲ့အကြောင်းရင်းတွေရှိပါတယ်။နံပါတ်၁ကတော့အစာစားပုံမှန်တာပါ။အစာစားတဲ့အချိန်မှာအပေါ်သွားနဲ့အောက်သွားတွေထိတဲ့ပုံစံမမှန်တာကိုမိမိရဲ့မသိစိတ်ကနေပြန်လည်ပြင်ဆင်ဖို့စ조사တဲ့အလေးအကျင့်တစ်ခု။ ဖြစ်နိုင်ပါတယ်။ဒါကြောင့်ပဲဒီသွားကြိတ်တာဖြစ်နေရခြင်းမှာနံပါတ်1စိတ်ဖိစီးမှုစိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကြောင့်ဒီအကျင့်စိုးကပေါ်ပြီးတော့စိုးလာနိုင်တယ်လို့ဒီဟာတွေကသွားကြိတ်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေလည်းဖြစ်နိုင်ပါတယ်။စိတ်ပီစီမှုများတဲ့ကာလတွေမှာဒီပြဿနာပိုပြီးတော့ဆိုးတက်ပါတယ်။နံပါတ်3အရက်ဆွဲတဲ့တွေမှာအထူးသဖြင့်တော့အရက်အလွန်အကျွံတောက်တက်တဲ့တွေမှာဒီသွားကြိတ်တာနဲ့ပတ်သက်ပြီးတော့ ပို့ပြီးတော့အဖြစ်များတာကိုတွေ့ရှိရပါတယ်။ဒီတော့သူ့ရဲ့လက္ခဏာတွေစိုးကျိုးတွေနဲ့နောက်ဆက်တွဲပြဿနာတွေကိုကြည့်လိုက်ရအောင်။သွားကြည့်တဲ့သူတွေကဒီအကျင့်ကိုကိုယ်တိုင်သတိမထားမိရင်တော့ရေတိုမောရေရှည်မှာပါစိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။အဖြစ်များတဲ့လက္ခဏာအနေနဲ့အိပ်ပျော်နေစမှာမိမိသွားကြည့်တဲ့စူညံတန်ကိုကြားရပြီးတော့အတူအိတ်တဲ့မိသားစုဝင်တွေမှာအနောက်ရှက်ဖြစ်စေနိုင်တာမျိုးဖြစ်ပါတယ်။ နောက်ပြီးတော့တော့ကြည့်တဲ့သူတွေမှာမနက်စာစားချိန်မှာ မကြာခဏဆိုသလိုပဲမျက်နာကြွတာတွေနဲ့မေးရိုးတွေဟာတင်းမာနေတာနာကျင်နေရတယ်ရှိနေတတ်ပါတယ်။နောက်ပြီးတော့မိမိမနက်နိုးလာချိန်မှာလည်းတွားတွေဟာကြိုက်ခဲနေတတ်တာမျိုး နေကင်းဘက်တွေမှာခေါင်းကြိုက်တာဒါမှမဟုတ် နားကြိုက်တာတွေကိုဖြစ်ပေါ်စေတတ်ပါတယ်။ဒီတော့ဆိုးကျိုးနဲ့ကျန်းမာရေးပုံဘာတွေထိခိုက်စေမလဲဆိုတော့နံပါတ်1အနေနဲ့ကတော့တွားတွေပျက်စီးပါတယ်။ သွားတွေရဲ့အပေါ်ယံလွားတွေဟာပုံးပတ်မယ်သွားရဲ့ကြွေလွားတွေကွဲအပ်မယ်သွားတွေဟာရော့ရော့တယ်ဖြစ်လာမယ်ဒါမှမဟုတ်သွားတွေပဲ့ကြွေနိုင်တာတွေဖြစ်နိုင်ပါတယ်နံပါတ်2ကတော့တဖုံးနဲ့ဒီရိုးတွေပျက်စီးမယ်ပေါ့နော်သွားတွေကို ထောက်ပံ့ပေးထားတဲ့တဖုံးနဲ့ဒီသွားတွေရှိနေတဲ့အရိုးတွေပါပျက်စီးနိုင်ပြီးတော့နောက်ဆက်တွဲအနေနဲ့တဖုံးရောင်ပြီးတော့အင်္ဂလိပ်လို periodontitis လို့ခေါ်တဲ့ရေစီးကမ်းပြိုရောဂါအထိဖြစ်သွားနိုင်ပါတယ် နံပါတ်3တခြားဆိုးကျိုးတွေအနေနဲ့ကတော့မေယိုအဆစ်လွဲတာ နာကျင်တာဖြစ်နိုင်တဲ့အပြင်မေယိုကျက်သားတွေကြီးထွားလာတာတို့လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီသွားကြိတ်တာကိုကုသမှုပုံမှန်ခံယူနိုင်မယ်ဆိုရင်တော့နောက်ဆက်တွဲလာလာတော့ကောင်းမှာပါတယ်တကယ်၍မိမိဟာကုသမှုကိုစွဲမြဲစွာခံယူမယ်ဆိုရင်6လအနည်းတစ်နှစ်အတွင်းမှာပျောက်ကင်းနိုင်တဲ့ယောဂပြဿနာတစ်ခုဖြစ်သတ်မှတ်ထားပါတယ်ဒီတော့ဘာလို့လုံနိုင်အောင်လဲဆိုတော့စကြည့်အောင် ံပါတ်1ကတော့ဒီသွားကြိတ်တက်တဲ့ပြဿနာကိုမိမိကိုယ်တိုင်ကလက်ခံပြီးတော့ဒီဟာကိုပြောက်ကင်းဖို့အကျိုးစားအထောက်အမှုရှိရပါမယ်ပထမဆုံးအနေနဲ့လူနာကမိမိမှာဒီပြဿနာရှိနေတာကိုလက်ခံနားလည်ပြီးတော့ဒီအကျင့်ကိုကျော်လွှားနိုင်ဖို့သတိနဲ့စူးစမ်းအထောက်အမှုပြုလုပ်ရပါမယ်။ဒါ ਈ လောက်ကမယ်ဆိုတော့မိမိသတိရတဲ့အချိန်တိုင်းမှာမေးရိုးတွေကိုဖိကျိတ်ထားမျိုးမလုပ်ဘဲနဲ့မေးရိုးတွေကိုခဟဟထားဖို့လေ့ကျင့်ပါ။အဲ့ရဝန်ခံဒီအဲ့ရမဝန်ခံဒီမှာပန်းဒီတလုံးကို ဖြည်းဖြည်းချင်းဝါစားပါအဲ့ရမဝင်ခင် မီးရိုးကိုထိန်းချုပ်ထားတဲ့မျက်နာကြွက်သားတွေကို ပြေလျော့စေဖို့မျက်နာရဲ့ဘေးနှစ်ဖက်ကိုရွေနှွေးစိမ်ထားတဲ့မျက်နှာတုပ်ကပူပူလေးကပ်ပေးပါနောက်တစ်ခုအနေနဲ့သွားဆရာဝန်ညွှန်ကြားချက်အတိုင်းလှုပ်ဆောင်နိုင်တာတွေကတော့ညာဘက်အဲ့ချိန်မှာပလတ်စတစ်သွားအကာတက်စင်တာပါဒီအလွယ်တကူဖြုတ်လို့တက်လို့ရတဲ့သွားအကအိမ်နေစဉ်အတွင်းမှာသွားချင်းချင်းကြားကြိတ်တာကိုကာဝယ်ပေးပြီးတော့သွားတွေရဲ့ ကြိတ်ချင်းကြောင့်ဖြစ်လာတဲ့ဖိအားကြောင့်သွားရပျက်စီးခြင်းကိုလည်းကာဝယ်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့စိတ်ဖိစီးခြင်းကိုစီမံခံဝယ်နိုင်ဖို့လိုပါတယ်။စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေဟာအဓိကအကြောင်းရင်းတွေဖြစ်တဲ့အတွက်လိုအပ်တဲ့သက်ဆိုင်ရာဆရာဝန်နဲ့အကြံပေးပြီးတော့ counseling session ရယူတာတရားထိုင်တာမိမိရဲ့စိတ်ကိုအပန်းဖြေစေမဲ့လူကျင်ကံတွေဥပမာယောဂထိုက်ချီလိုမျိုးစိတ်ဖိစီးမှု short term နည်းလမ်းတွေကိုလုပ်ဆောင်နိုင်ပါတယ်။ နောက်တစ်ခုကတော့ဘာတွေရှောင်ရမလဲဆိုတာပေါ့အထူးတလဲရှောင်ရမယ်အစာအသောက်ကန်တချက်တွေမရှိပေမဲ့အရက်နဲ့တခြားမူရစီဝါသုံးဆွဲခြင်းကိုတော့ရှောင်ရှားဖို့တော့အကြံပြုချင်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့မျှော်ဝေခြင်းတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာတွေ့ပါမယ်